မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာရန်ကုန်မှာပြည်သူတွေကိုရရဲဆက်ဆက်ပြစ်ခတ်တပ်ဖြတ်မှုတွေတဲ့အထက်အူဆောင်ပါဝင်ခဲ့သူတပ်မ89တပ်မမှုဗိုလ်မှူးချုပ်အောင်တဦးကို ပြည်သူ့ကာကွယ်တပ်ကဖမ်းဆီးထားတဲ့တပ်ပုံများလူမှုကွန်ရက်ပေါ်ဖြန့်ဝေလာခဲ့တဲ့တဲ့ရင်နိုင်ငံတော်တိုင်ပင်ခံပို့ကိုဒေါန်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းနဲ့မတ်ပတ်ဆယ်လိုတို့ပြင်မှာတွေးဆောင်ခဲ့ကြကသူမရဲ့မှတ်ချက် project ကလက်ကောက်ကြီးရလဲမတ်ပြူကျော်သိန်းစီရောက်သွားပြီဆိုတဲ့တဲ့ရင်တောင်ကိုရီးယားကငလင်တန်ကြောင့်ပေးရမဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို အကြမ်းဖက်စစ်ကောင်စီစီမပေးပဲနိုင်ငံတကာဖွဲ့စည်းတွေကသစင်မြန်မာပြည်သူတွေထံပေးရမှာဖြစ်ကြောင်းအခုမှကျွေးရောက်ကစားရှိသေးတဲ့ရုပ်ရှင်တိုးဆောင်အင်ဒွာကျော်စင်နဲ့ပြည်သူတွေရဲ့တမိတွေပြည်သူတို့ရာကိုဝေဖန်နေကြတဲ့သူတွေကိုပြန်လည်တုံ့ပြန်လာခဲ့တဲ့ဒေါက်တာမြဝေရဲ့တရင်တို့ကိုတင်ဆက်ပေးပါစေ။စကိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲမှာပြည်သူကာကွယ်တပ်တွေကဖမ်းဆီးထားတဲ့တမ89တမမှုဗိုလ်မှူးချုပ်အောင်တဦးက2022ခုနှစ်ဆေးအာဏာသိမ်းချိန်မှာရန်ကုန်တိုင်းစစ်ထဏာချုပ်ရဲ့အမှတ်၁စစ်ဗျူဟာဖွဲ့က စစ်ပြွာမှုဖြင့်တာဝန်ထမ်းဆောင်ခဲ့ပြီးရန်ကုန်ကဆီယနာရှင်ဆန္ဒပြပြည်သူတွေကိုပြစ်ခတ်တပ်ဖြတ်ရမှာအဓိကဥဆောင်ပါဝင်ခဲ့ကြောင်း၎င်းရဲ့အကြောင်းကိုတေးချသောသိရှိထားတဲ့သတင်းရင်းမြစ်တွေပြောကြားချက်ရသိရပါတယ်။ဘုံမှုချုပ်အောင်တအူးဟာစစ်တပ်ကတော့အပတ်စဉ်၄၀နှစ်ကျောင်းစင်းဖြစ်ပြီးတမ89နှစ်တမမှုဖြစ်2024ခုနှစ်နှစ်စန်းပိုင်းမှာပဲစတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း၎င်းရဲ့နောက်ကျောင်းရာဇဝင်တွေကိုပြန်လည်လေ့လာခြင်းရင်2022ခုနှစ်ဆီယနာသိန်းချိန်မှာရန်ကုန်မှာဆန္ဒပြပြည်သူတွေကို စစ်တပ်ကပြစ်ခတ်တပ်ဖြတ်ရမှာအောင်တော်ကရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အမတ်တစ်စစ်ဗျူဟာမှုဘုံမူကြီးအဖြစ်ဖြင့်အမိတ်ပေးစေခိုင်းခဲ့ကြောင်းကိုသိရှိရပါတယ်။အဲ့တော့ရန်ကုန်တိုင်းစစ်ဌာနချုပ်အမတ်တစ်စစ်ဗျူဟာမှုဖြစ်ကနေကယုန်တန်တိုင်းစစ်ဌာနချုပ်ကော်တောင်းတပ်နယ်ရဲ့စစ်ဗျူဟာမှုဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့ကြောင်းအဲ့တော့တမ89ခုနှစ်တမမှုဖြစ်လာခြင်းဖြစ်ကြောင်းဘုံမူကြောင့်အောင်တော်မှလည်းဇနီးတော်တက်စုနယ်ထွန်းတားကြီးဖြစ်သူပြေရှံဦး တားငယ်အန်ဖုံးတို့ရှီချောင်းကိုလည်းသိရှိရပါတယ်2021တုန်းကအောင်တောက်က89တက်မှမဟုတ်သေးဘူး2021ခုနှစ်ဆရာနာတိန်းတဲ့ထီကဗိုလ်မှူးချုပ်မြတ်သက်ဦးသူ့ရဲ့နောက်မှာဗိုလ်မှူးချုပ်မင်းကိုကိုသူ့ရဲ့နောက်မှာစိုးမြတ်ထွတ်သူ့ရဲ့နောက်မှာကျော်ကျော်ဟန်သူ့ရဲ့နောက်2024မှာမှအောင်တောက်ကတက်မှမှုဖြစ်လာတယ်အခုလက်ရှိ89တက်မှမှုအောင်တောက်က2021လောက်တုန်းကသူကရန်ကုန်တိုင်းအမှတ်၁စီးတည်တာမှုအဲဒီကနေနောက်တော့ကောတောင်စားပါခမှုအဲဒီကမှ89တက်မှမှုဖြစ်လာတာလို့ ရန်ကုန်ခေတ်ရဲ့တရင်ရင်းမက ပြောဆိုထားပါဗါရင်တော်မျိုးသိန်းတိုက်ပွဲမှာတမ89တမ္မမှုဗိုလ်မှူးချုပ်အောင်တအုပ်ကိုလက်ရအရှင်ဖမ်းဆီးရရှိခဲ့ပေမဲ့လက်ရှိချိန်ထိအန်ယူဂျီကတရားဝင်တရင်ထုတ်ပြန်ခြင်းမရှိသေးပါဘူးတဲ့ဒီတရင်နဲ့ပတ်သက်ပြီးမတ်ပန်ဆယ်လိုကတော့စကိုင်းငလျင်ကြီးက9တမ္မ9စကိုင်းအင်းတော်မှာတမ္မ89ကြတာက9ရက်နေတနိုင်ငလုံးပျော်သွားအောင်ဂျပူလဲ9ချက်ရလိုက်ပါတော့လားအချက်80နဲ့အာလူးစကာကွက်ကျော်ဖြစ်သွားရင်တော့အတိုင်းတက်လုံဘောဆိုက ဇဘူးတော်လည်းစူတောင်းပေးတာပဲကိုပတိသာကတော့တမိုင်းတစ်ပတ်လည်းဖို့လင်းနေသည်သည်ကြာသွားကြောင်းဒီပုံတွေကလူကအင်းတော်မျိုးသိန်းတိုက်ပွဲပြေးထွက်ပြေးနဲ့ကတမာ PDF တွေဖမ်းမိခဲ့တယ်တမ89တမမှုဘုံမှုချုပ်အောင်တအူးဖြစ်ပါတယ်တဲ့တမ89ဟာဘကိုးတိုင်းခြေဆိုင်တမတခု ဖြစ်ပြီးတော့ຫນွေဦးတော်လိုင်းမှာရန်ကုန်နဲ့ဘကိုးမြို့ပေါ်တွေမှာပြည်သူတွေကိုအကြမ်းဖက်မှုတွေမျိုးစုံကျူးလွန်ခဲ့ပါတယ်ဘကိုးမြို့မှာနမဲကျော်လူသက်ပွဲကြီးဖြစ်ခဲ့တဲ့မကရစ်လမ်းမကြီးပေါ်ကခံတပ်တွေပါဝင် ်ပုံနာစုတို့စံတော်တွင်းတို့ကဆန္ဒပြလူငယ်တွေကိုတရက်ထဲအယောက်80ကျော်တပ်ဖြတ်ခဲ့ပြီးတော့လူပေါင်းများစွာအဖမ်းခံရရှောင်ပြေးအောင်လုပ်ခဲ့တာတပ်မ89ပါလေးကွာလုံးနဲ့ခုခံပြီးဆန္ဒထုတ်ဖော်နေတဲ့လူငယ်တွေကို RPG တွေနဲ့ပါပစ်ပြီးစစ်မြေပြင်မှာတိုက်ပွဲဝင်သူတို့ကိုနှိမ်နင်းခဲ့တာပါအဲ့လိုရဲဆက်ဆက်ပြည်သူကိုတပ်ဖြတ်ခဲ့တဲ့နေ့က2021ခုနှစ်ဧပြီလ9ရက်နေ့ကဖြစ်ပြီးတော့တပ်မ89ရဲ့တပ်မမူပါဝင်တပ်သား150ကျော်ကိုဖမ်းဆီးရမိတဲ့နေ့က2025ခုနှစ်ဧပြီလ9ရက်နေ့ဖြစ်ပါတယ် ။ဒါကြံအတွက်အကောင်းဆုံးလက်ဆောင်ပါပဲ။နာကြီးမှုတွေအတွက်အကျွေးပြန်ဆက်ရမယ့်တမိုင်းတစ်ပတ်လည်ခြင်းဟာလေးနှစ်တည်းကြာခဲ့ပါတယ်ဆိုကရေးသားထားရပဲဖြစ်ပါတယ်။ဆက်လက်ပြီးမတ်ပန်ဆယ်လိုကအမေရိကန်မှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူကိုထိန်လင်းနဲ့ထပ်မံဆုံတွေ့ခဲ့ကြောင်းအေးစင်းစင်းညစာဆိုင်စကားတွေပြောခဲ့ကကိုထိန်လင်းကလည်းဆိုင်ရီ project မှာသူမရဲ့စ조사မှုကိုကျေးဇူးတင်ကြောင်းတလေးနဲ့နဲ့ပြောဆိုခဲ့ပါတယ်တဲ့။သူမကလည်းသူတို့တားမေးကလူတွေကိုတိတ်အတိမပြုတ်တတ်တဲ့သူတွေဖြစ်ကြောင်းညီမပြည်သူတွေအတွက်အမေးကိုတစ်ပွားလုံးပေးထားခဲ့တဲ့အပြင် မြန်မာပြည်တို့ခုထိစ조사ကူညီနေမှုကိုမြန်မာပြည်သူတွေကိုစားကျေးဇူးတင်ကြောင်းပြီးတော့အားနာကြောင်ပြောပြခဲ့ပါသေးတယ်တဲ့အမေဆိုတာကသားသမီးတို့ရဲ့အရာရာပဲမဟုတ်လားဆိုတာရေးသားထားပြီးသူမရဲ့မှတ်ချက် project ကလက်ကောက်ကြီးကလည်းမတ်ဖြူဖြူကျော်သိန်းလက်ထက်ရောက်ရှိသွားပြီးမို့ပျော်ရှင်ဝမ်းမြောက်ရကြောင်းမှတ်ချက် project မှာမဲပေါက်သွားတဲ့ဝင်းနာစီကနေစေတနာရှင်ပြည်သူတို့ကပြန်လဲဝယ်ယူပြီးမတ်ဖြူစီပေးရဖြစ်ခဲ့တယ်လို့အသိပေးတာကြောင့်ထောက်ပို့ပြည်သူတွေရဲ့ရဲရင်တဲ့စေတနာတွေကိုခံစားသိရှိရပါတယ်ဆိုကထပ်မံအသိပေးလာခဲ့တာပဲဖြစ်ပါတယ် ဆက်လက်ပြီးတောင်ကိုရီးယားနိုင်ငံကမြန်မာနိုင်ငံကငလျင်တံကြောင့်ပေးရမယ့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုစစ်အုပ်စုထံကမပေးဘဲနိုင်ငံတကာဖွဲ့စည်းတွေကသစင်မြန်မာပြည်သူတွေထံပေးရမှာဖြစ်ကြောင်းတောင်ကိုရီးယားလွှတ်တော်မဲ့အီယုံဆုံးကပြောဆိုထားပါဗျ။ဂျမန်နဲ့အေဗလာ၁၀ရက်နေ့ကိုရီးယားလွှတ်တော်မှပြုလုပ်တဲ့မြမရေးကြားနာပွဲမှာ၎င်းကထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG လူခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်း NUG ရဲ့ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဥယျာဉ်နိုင်ထုံးလို့တက်ရောက်ခဲ့ကြောင်း ကိုရီးယားလွှတ်တော်နိုင်ငံခြားရေးကော်မတီဝင်လွှတ်တော်မန်အီယုံဆွန်းဒီမိုကရက်ပါတီလွှတ်တော်မန်များဖြစ်ကြတဲ့ဂျိုးချောင်ရှိ ဆောယောင်ဆော့ဘဟုံးဘဲအီဂန်အီချာဂျီဟိုးနဲ့တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြကြောင်း NUG ကသတင်းထုတ်ပြန်ထားပါတယ်။တောင်ကိုရီးယားလွှတ်တော်မန်အီယုံဆွန်းကကိုရီးယားနိုင်ငံအနေနဲ့လူသားချင်းစာနာရေးထောက်ပံ့တွေကိုအကြမ်းဖက်ဆဲဆုလက်ကိုတိုက်ရိုက်ပေးရမှာမဟုတ်ဘဲမြန်မာပြည်သူတွေလက်ကိုရောက်ရှိအောင်နိုင်ငံတကာအဖွဲ့အစည်းတွေကသင့်ပေးရမှာဖြစ်ကြောင်းကိုရီးယားဆိုရဟာမြန်မာနိုင်ငံမှာအာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်စဉ်ကလေးက ချမှတ်ထားတဲ့နိုင်ငံသားရေးမူဝါဒအတိုင်းဆက်လက်ရပ်တည်နေကြောင်းပြောကြားခဲ့ပါတယ်။ဆိုပါကြားနာပွဲမှာအန်ယူဂျီဝင်ကြီးဦးအောင်မျိုးမင်းကစစ်တပ်ဖန်တီးတဲ့လူခွေရဲ့ချိုးဖောက်မှုတွေနဲ့လဘာဝမြင်းကလင်တန်ကြားကမြန်မာနိုင်ငံကောင်းစဉ်နဲ့ဟောပြောခဲ့ပြီးကိုရီးယားဆိုရနဲ့လွှတ်တော်နေဖြင့်အကြမ်းဖက်စစ်အုပ်စုနဲ့ပူးပေါင်းနေတဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုပိတ်ပင်ရန်စစ်လက်နက်နဲ့လေယာဉ်စီးပါဝင်ဤပညာထောက်ပံ့ခြင်းတွေကိုပိတ်ပင်ရန်အကြမ်းဖက်စစ်အုပ်စုကိုတန်တမာရေးရမဆက်ဆံရန်အတူရောက်ရွေးကောက်ပွဲကိုအတိမတ်မပြုတ်ရန်လူသားချင်းစာနာမှုထောက်ပံ့တွေကို အကြံပတ်စေအုပ်စုနဲ့ပူးပေါင်းခြင်းမပြုလုပ်ဘဲအန်ယူဂျီနဲ့ဒေသခံများမှတဆင့်ပေးရရန်ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေကိုအကာအကွယ်ပေးရန်နဲ့အကြံပတ်စေအုပ်စုရဲ့နိုင်ငံတကာယာစွေးမှုတွေကိုနိုင်ငံတကာမှာတရားစွဲဆိုရမှာပါဝင်လှုပ်ဆောင်ပေးရန်တို့ကိုတိုက်တွန်းတောင်းဆိုခဲ့တာပဲဖြစ်ပါတယ်တောင်ကိုရီးယားလွှတ်တော်မှတွေကမြန်မာနိုင်ငံမှာဒီမိုကရေစီတော်လှန်ရေးကြောင့်ပြင်ပန်းနေရတဲ့အချိန်မှာတဘာဝဘေးဒဏ်ငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးရတာတွေကိုညာစွာအဆင်မကောင်းဖြစ်ရကြောင်းစာနာပါကြောင်းဒီမိုကရေစီပြန်လည်ပေါ်ဆောင်ရေးအတွက်မြန်မာနိုင်ငံသားများနဲ့တူရှိနေမှာဖြစ်ကြောင်း ဒါပြင်ကိုရီးယားနိုင်ငံကမြန်မာနိုင်ငံသားတွေကိုလည်းကာကွယ်စောင့်ရှောက်မှုတွေပြုလုပ်ပေးရန်တက်ကြောက်စာဆောင်ရွက်ပေးမှဖြစ်ကြောင်းကိုလည်းကြေညာပြုခဲ့ကြတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးနောက်ထပ်သတင်းကြောင်းအလေးကတော့ရုပ်ရှင်နဲ့တရုတ်ဆောင်ပြည်သူ့အင်နာဂျော်စင်တို့ရဲ့တမီလေးပြည်သူ့တရာကိုကျော်ဟန်တာမင်းဆိုသူမျိုးသားတယောက်ကဝေဖန်တက်ခိုက်ထားတာပဲဖြစ်ပါတယ်။၎င်းကလူများကြံ့အောင်နေပြတဲ့နှူးပညာရှင်ဇုံတွဲရဲ့သားသမီးဆိုတဲ့အချိန်ဝါကြောင့်ကာကွယ်ပေးကြတာတော့ဟုတ်တယ်။တပတ်ကလည်းမြင်းကိုအမှန်တိုင်းပြောခြင်းပြောဖောင်းထုတ်တဲ့အထင်မှဆိုးရင်တော့ဘာမှမပြောဘဲနေလိုက်တာအကောင်းဆုံးပါပဲ။ လိုရာထက်ပိုပြီးဖာပေးတာတွေမြင်တော့မျိုးလုံးတွေပါနောက်လာတာအကုန်ဖြစ်နိုင်တယ်လေငယ်သေးလို့ရှက်နေတာလူတော်တွေမထွက်ဖူးသေးလို့ဖြစ်နေတာပါတွေကအရန်တော့ရုပ်တိမရှိဘူးရဲ့သူတို့ပြောပုံကမသိရင်ကျုံးကြီးပေါ်မှာတင်းမောပြက်ကြီးကနေရှင်ကြံခဲ့တဲ့ခလေးတွေကိုမြောက်ဝင်မကြီးကခုံမွေးထားပြီးလူပြုတ်အပြုတ်ဖော်ဝင်တော့မှမျိုးကလူတွေကရှာတွေ့ပြန်ခေါ်လာတာကြားနေရပဲသူ့ဘီမေကတစ်ချိန်လုံးအိမ်ထဲမှာတန်တန်နေကြတဲ့ထားပြီးလူတွေတငယ်ချင်းတွေနဲ့ပေးမသွေးတာလည်းမဟုတ်လေ အင်ထရိုဗတ်ဖြစ်လို့လည်းရတယ်ဆဲကြောတတ်မှုခြေကျနေခွင့်လည်းရှိတယ်အခြေခံလူရန်းစားတဲ့ဒုက္ခတွေကြားထဲမှာအောင့်တတ်တဲ့ခန္ဓာပြုံးချက်ချင်းပြန်ပြီးမျက်နှာကြည့်ပြန်တည်သွားတာတွေစိတ်မပါသလိုယုံနေသလိုလိုမတူမတန်သလိုမျက်နှာပေးကြည့်ကြဒီလို charity ဓာတ်ပုံတွေပါတုံးလို့ကအဆင်မပြေတော့ဘူး model လောက်တဲ့နေရာမှာအဲ့လို face ဆိုရင်တော့အဆင်ပြေခြင်းပြေမယ်လေနောက်တစ်ခုကတာမီကခုချိန်အိမ်မှာပဲဂိမ်းဆော့ခြင်းနဲ့မလိုက်ချင်ဘူးပြောတာကိုဖေမေကမရဘူးအတင်းခေါ်ခဲ့လို့ strap ပြနေရလဲဖြစ်နိုင်တယ် Facebook သုံးတဲ့သူတော်တော်များများက ခုချိန်မှာသူ့ထက်အသက်ကြီးလူသဘောလူမနှောကြည်နေကြတဲ့သူတွေကြီးပဲမျက်နှာမြင်လိုက်တာနဲ့ရင်ထဲအေးချမ်းသွားတာဝေဒနာတွေကိုတတ်တာစေတာမနှောပြက်သွားတာအစားရှိသမျှအပွင့်မြင့်အပင်တိသူတွေကမတိစိတ်ထဲမှာလိုလိုပါပြီတာသူမိဘနဲ့ background ကိုသာမသိရင်နင်တို့တွေပဲထိန်ဆုံးကနေပုတ်ပဲ့ကြနေအောင်ပြောမှငါအသိဆုံးတတော်ကလုံးသူ့လောက်စာထိုင်စားနေရဲ့ရုပ်တို့စော်ကြီးကကောင်းနေတာလားလို့မလိမ်နဲ့တစ္ဆာတရားဟာရေးကြီးတယ်ဟိုလူရဲ့သားဖြစ်လို့ဘာလို့လို့မုန်းနေဒီလူရဲ့သမီးမို့လို့ဘာလို့နေနေမှန်နေဆိုတာတွေက ဒီမိုကရေစီလမ်းကြောင်းကနေလွဲနေတယ်။စီးရီတစ္ဆာတွေအဲ့လိုမရှိကြလို့ပဲယာတီသူတွေတဘာဝဘေးရနေတွေဖောက်ပြန်နေတာနေမယ်။လူကိုယ်ကွယ်အာကြီးလွန်းလို့လေလံမှွေးပါတယ်ဒေတာကြက်ကြက်လို့ပြင်လို့ရမယ်အပိုင်းတွေကပြင်ဆင်ခွင့်မရလိုက်ပဲဖြစ်တဲ့တယ်ဆိုကဝေဖန်ရေးသားကြတဲ့ခါမှာတော့ဒေါက်တာမြောက်ဝီကြီးကကိုတော်လည်းကိစ္စကလွဲရင်ပြည်ရင်းကကိစ္စဆိုတော်ယုံမရှဲဘူးအမှုပညာရှင်တွေကိစ္စဆိုပိုတော်ဖတ်မလို့သေးဘူးခုဒီဆလင်းနဲ့သမီးကိုသူ့မိဘအချိန်ဝါနဲ့လူတွေကဝိုင်းဖာထေးကြတယ်ပဲထားအောင်တော့ သူ့မိဘကကောင်းတဲ့ရှင်ဝါကြောင့်တော်လကောင်းချစ်လို့တော်လကောင်းပေါ့ဆယ်လေးနှစ်ဆိုတာခလေးပဲရှိသေးတယ်လူကြားတဲ့လူတော်တွေမတိုးသေးဘူးကျမလည်းဆယ်ရှင်းနှစ်ကျော်တဲ့အထိလူကြားတဲ့မဆက်ဆံတဲ့မဖော်ရွတ်တဲ့မျက်နှာမထားတတ်ခဲ့ပါဘူး25 30လောက်မှလူတွေကိုအလိုက်ထိုက်ပြောတတ်ဆိုတတ်မျက်နှာထားတတ်လာတာပါဆယ်လေးနှစ်သမီးကျော်ကလူကြားတဲ့ဒုက္ခရောက်နေသူကြားတဲ့မတတ်မတာဖြစ်နေတာဟာတပ်ပုံတွေအတင်းရိုက်နေလို့လူများစွာတဲ့စူညံနေလို့ဖြစ်နေရမျိုးဖြစ်နိုင်ပါတယ်ဆရာဝန်မို့သူ့အတော်စိတ်ချင်းကျက်နေရကိုမြင်နေရတယ် ဘေးတိုင်ပူပြောလမ်းဘေးကစင်တန်းတွေက16နှစ်သမီးရွယ်မိုင်းနာကိုဗလင်းနေဆိုရင်အော်စာမတက်လို့ဆိုပြီးလေးလူရှူထားပေးလို့ရပြီမယ်ခုဒီပုံးလေးက resident physician ဖြစ်ပြီးခလေးတယောက်ကို social media မှာတက်ပလင်းတာများဆရာဝန်ချင်းဖြစ်ရတာတော့ရှက်တယ်ဒီစာကိုအဲ့ဒီခလေးမမြင်ရင်ဘလောက်တော့အားငယ်လိုက်မလဲခလေးရွယ်ကိုလူတွေရဲ့သဘောတဘာဝအပြုတ်ဖော်ဝင်စား main ခလေးတယောက်ရဲ့သဘောတဘာဝသူနားမလည်ဘူးလားသူဖြစ်လာတဲ့ physician ဘဝမှာ physiology ကိုမသင်ခဲ့ရတာလားမတက်ပဲ physician ဖြစ်လာတာလား ူများနိုင်ငံမှာမိုင်းနာဆိုရင်အဆဆရာဂယူးဆက်ရတဲ့ဟာကိုဆရာဝန်ဖြစ်တဲ့တမားတော်လည်းဖြစ်တဲ့ဒီလိုလူကဆိုရှယ်မီဒီယာမှာဆက်လင်းနေတဲ့မီမိုင်းနာကိုတက်ပလိမ့်တာဟဲ့ကြည်ထားကြပါအဲ့ဒါမြန်မာပြည်ကလူတွေရဲ့စိတ်နေသဘောထားပညာတက်လည်းအလကားပဲအတစ်လည်းမသိသူများနိုင်ငံတွေမှာဆရာဝန်ဘွဲတို့အလုပ်တို့မလုပ်ဘူးဘူးထင်တယ်နောက်ဆုံးတော့အရင်စရင်ချော်တကောက်တွေမိမဆန်ရင်အတော်ကိုမကောင်းတာဆိုတာဒါနဲ့ဆိုသုံးယောက်မြောက် မားလာပဲနာမည်ကြီးချင်းလိုက်တာတာမီးရယ်စန္ဒာလေးပြည့်သွားအောင်မမကြီးရှယ်ပြီးစပို့လုပ်ပါရယ်နော် ထမိန်လေးပို့ပေးလိုက်ပါမယ်။ဝိကျင်ရဲ့ဆိုကပြန်လဲတုံ့ပြန်တာပဲဖြစ်ပါတယ်။ဒီသတင်းကြောင့်လေးကတော့တော့ပါပဲခင်ဗျာ။အားလုံးပဲကိုယ်စိတ်ပါကျန်းမာချမ်းသာကြပါစေခင်ဗျာ။